အားလုံးမင်္ဂလာပါရှင်ကျမရဲ့ EK channel လေးမှပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ကဲဒီတစ်ပတ်ဗာဒီပေးရမလဲတပတ်စာကတ်ကလေးပေါ့နော်လူတိုင်းညုံနေကြတဲ့တပတ်စာကတ်ကလေးဖြစ်ပါတယ်ဒီတစ်ပတ်ကဘယ်ရက်ဒီကဘယ်ရက်ထိလဲဆိုရင်16ရက်17လမှာ17ရက်17လအထိပါနော်တပတ်စာကတ်ဖြစ်ပါတယ် ချမအေဂီချင်တယ်ဗျဒုက္ခကကလေးကထုံးစံအတိုင်းอืม ထုံးစံအတိုင်းတပတ်စာတပတ်စာကတနေ့လာအင်ကာတနေ့လာအင်ကာဒီလုံးနေဖြစ်နေတော့ကျွန်မမပြီးတော့เนาะဒီတစ်ပတ်တနေ့လာတနေ့လာလို့အင်ကာလို့ကျွန်မထပ်မပြီးဘူးမကြောနိုင်စပြီးပါမယ်ဘူးမကြောဘူးမကြောက3တလုံးဖြစ်ပါရဲ့เนาะ3 ဒါတုံးကြီးတာပေါ့ဟုတ်မကျော်တုံးတစ်လုံးပါเนาะဒီတုံးကလေကျွန်မကနေ့ကလေးကမှန်းထားတယ်ဟာပေါ့နော်တောက်ကြံလေးကြာတာပြီးတောက်ကြံကိုမှန်းတာမစင်းတော့ဘူးပေါ့နော်အဲ့တော့တင်းလာကိုဥတာပေးစော်ပါတုံးကเนาะပြီးရင်မပြောက်ကနန်းများမပြောက်ကနန်းက ဒါဒီလေးလုံးအောင်မပြောက်ပါဘူး။နောက်ပြီးရင်တပတ်စာပေါ့နော်။တပတ်စာက6နှစ်13ပေါ့နော်။6နှစ်13ကတပတ်စာခွေပေါ့နော်။တပတ်စာခွေပါဒါလေးကတပတ်စာတပတ်စာခွေရမှာပါ။ အဲ့မှာပြီးရင်တခါပရိတ်ပေါ့နော်ပရိတ်လေးလုံးပြပါမယ်ကဲပရိတ်ပရိတ်လေးလုံးကရှောက်တစ်ပရိတ်ရှောက်တစ်ပရိတ်နော်ရှောက်ပရိတ်တစ်ပရိတ်အဲ့မှာပြီးရင်ရှစ်ပရိတ်သုံးပရိတ်ပေါ့နော်ရှစ်ပရိတ်သုံးပရိတ်ပရိတ်လေးလုံးဖြစ်ပါလေနောက်ပြီးရင်ကျွန်မထုံးစံတိုင်းတွဲလုံးလေးပြီးမယ်နော်အဲ့ဒါကနှစ်တိရယ်ဘုံညတိရယ် 40ရက်ရှောက်9ရက်နောက်ပြန်30ရက်ခွန်တရက်အဲ့ဒီမှာလေကျွန်မပေးထားတဲ့ပရိတ်၄လုံး ਨੇ ကြိုက်ပြီးတော့ဒီတွဲလုံးလေးတွေဆိုပါဒီထဲမှာရှောက်ပရိတ်ဆိုရင်၃ညရှောက်ပေါ့နော်ရှောက်ပရိတ်ဆိုရင်၃ညရှောက်ရှိမယ်တိပရိတ်ဆိုရင်10တို့2 9တို့ပေါ့နော်အဲ့ဒါမျိုး တော့တွေ့ထူရမှာပါ။နောက်ပြီး shift break ဆိုရင် shift break ကပိုင်းရှိတယ်။6 break ဆိုရင် shock con ပေါ့နော်။အာ shift break ဆိုရင် con dip ပေါ့နော်။ဒါအဲ့လိုပုံစံမျိုးလေးဆိုရမှာပါ။ဒီဒီဟာလေးอ่ะပေါ့နော်။3 break ဆိုရင်1တိ30ပေါ့နော်။ပြီးရင်ကျွန်မ30မွေးခိုင်းထားလေးလည်းရှိပါတယ်။ဒါကတစ်ပတ်ဆက်တွဲလုံးဖြစ်ပါတယ်နော်။အာဒါပြီးတော့ကျွန်မပြီးနေကြတာလေးအတိုင်းပဲပြီးတာပါ။နောက်ပြီးရင်ကျွန်မ copy mình lấy rồi nhé vì anh đi đặt cả thắt đuôi bắt đầu lấy xem tàu nhà khủng tôn sạch နဲ့ဒါလေးရတော့ကျွန်မပုံစံတကလေးနဲ့ပြီးခဲ့ဘာကစပြီးတော့ပြီးထားတဲ့ဟာလေးပါနော်အဲ့ဒါလေးပါဟုတ်တော့အယုံမများပါနဲ့အပူလာမယ်နော်ဒီတစ်ပတ်ကတော့ကျမအပူဂျင်းတီမြန်မာပါဝါဂျင်းတီပေါ့နော်ကျမပြီးကျင်တာအပူနဲ့ပါဝါပေါ့နော်အပူကကျမမျော်လင့်တဲ့အပူကတော့ခွန်ခွန်ဝင်းလင်းဒီကိုကိုရဲ့ သုံးသုံးရေပေါ့နော်ဒီလေးခွက်ကိုဥစားပေးထိုးပါဒါအပူပေါ့နော်ကျွန်မကြိုက်ဆုံးကတော့လေးလေးကြိုက်တယ်ဘီယံခွန်ခွန်ကိုကိုသုံးသုံးဒီလေးဝလုံးကြိုက်တယ်ဒါမြန်တင်းလာနဲ့အင်္ကာမှာလေးလေးလို့ခွန်ခွန်ကိုဥစားပေးထိုးပါဥဒါပေးထွားမယ်ပေါ့နော်ခွန်ခွန်နဲ့လီလေးကျမမွေးခိုင်းထားတာရှိပါတယ်အဲ့တော့တင်းလာနေမှာတင်းလာနေမှာဥဒါပေးထို့နော်လီလေးကိုခွန်ခွန်တော့နော်အင်းကမကြုံဘူးလို့ကျမပြောနေထားပါတယ်ဒီတစ်ပတ်ကအပူချင်းသေးစင်ပါမယ် ဒီကတော့ဒီတော့ပါပဲရှင်ဟာယုံနေမြောက်မယ်အဲဒီမှာတော့ပါနော်စောတက်မယ်ဆိုရင်လေဒါဟူးမကျော်သုံးတလုံးနော်ဟူးမကျော်သုံးတလုံးရှိမယ်မပြောက်ကနာငါကိုလေးရှိသုံးပေါ့နော်ပါပါလေးပဲတပတ်စာက၈နှစ်တသုံးပေါ့နော်တကယ်လို့အမ်ဒါ၈နှစ်တသုံးပေါ့နော်တပတ်စာအခွေလေးတပတ်စာအခွေက၈နှစ်တသုံး ဟာနောက်ပြီးတခါဗရိတ်ကရှောက်ဗရိတ်တစ်ဗရိတ်ရှစ်ဗရိတ်သုံးဗရိတ်ပေါ့နော်တခါလေးကြံလဲပြီးဗရိတ်လေးလုံးကဟိုဘက်ဒီဘက်တွဲထွက်တာရှိတယ်ပေါ့နော်အဲ့လိုမျိုးဟိုဘက်ဒီဘက်တွဲထွက်တာရှိတယ်အဲ့ဒါဆိုရင်တစ်သုံးပေါ့နော်ဟိုနောက်ပြီးတစ်သုံးပေါ့နော်ဒီတွဲထားလေးတမှဆိုရင်ဘာလို့လဲဆိုပြီးခဲ့ပါကရှစ်ထိတ်ထွက်တာရှိတယ်ခဏအအသေးလေးတွေတွဲပြီးတော့မလာထားဘူးပေါ့နော်ဒါကြောင့်မလို့တနင်္လာနေ့မှာခဏအသေးတွဲလေးတွေကြိုးဆိုင်ပါ ကနန်းငယ်တဲ့ကနန်းပေါ့နော်ငယ်တဲ့ကနန်းတွဲလုံးလေးတွေခရုဆိုင်ပါနွေငယ်တဲ့ကနန်းတွဲလုံးဆိုတာကကျမနော်ကျမမိတ်ဆွေတွေကိုကျမဟိုဟာတင်ပေးလိုက်တာပေါ့နော်အလွယ်တူဒီအလွယ်တကယ်လို့ထိုးခြင်းလေအာကနန်း၁၀လုံးရှိရမှာလားကနန်း၁၀လုံးရှင်ဒီနှင်း၃ည၁နှင်း၃လေးအဲ့ဒါကနန်းငယ်စင်ပေါ့နော်ဒါလေးကငယ်စင် အကြီးစင်ကကျော်တော့ရှောက်ခွန်ရှိကူပေါ့နော်ဒါကတော့ကြီးစင်ပေါ့နော်ဒါကတော့ကြီးစင်ပေါ့နော်ငယ်စင်ကြီးစင်ပေါ့နော်တခါလေရင်ဒီငယ်စင်ငါလုံးကလည်းခွေးလာတယ်အပတ်တိုင်းပေါ့နော်ကြီးစင်ငါလုံးကလည်းခွေးပြီးလာတယ်နောက်ပြီးရင်ကိုယ်မှရတဲ့ပရိတ်နဲ့ပေါ့နော်ကိုကတဏိတာပရိတ်ကိုတွဲထုမှဆိုရင် ဒီကလေးကိုမှရှိတဲ့ပရိတ်အမှန်ပေါ့နော်ကိုမှန်းထားတဲ့ဟိုကိုမှတွင်နီးပရိတ်အမှန်လေးတွေရှိမယ်ဆိုရင်ဟိုဘယ်လိုပြောမလဲဒီထွက်စင်တွေကိုရှာရည်ထားရှာရည်ထားပြောမှသူကငယ်တဲ့အဲငယ်တဲ့အစင်းတွေလာမလားအစင်းကရထားတဲ့ပရိတ်ကပါလေပေါ့နော်အဲ့လိုပုံစံမျိုးကကျွန်မသင်ပြတာဒါအဲ့လိုပုံစံမျိုးနဲ့ကိုကတွဲထိုးပေါ့နော်အဲ့ဒါဆိုရင်နီးဆက်တယ်ပေါ့နော်နီးဆက်ပါတယ်ပေါက်ကိုနီးဆက်ပါတယ်ဒါတော့ကြည်စင်ပေါ့ နောက်ပြီးရင်အပူးကအပူးအပူးလာမယ်เนาะအပူးကအဲ့ဒါကအပူးလာဖို့ရာကျင်းတည်ကြည့်ခြင်းရင်ဒါကျမအခုဟိုပါဘောနောတွန်နီလေးတင်ပေးတာပါကျွန်မမိတ်ဆွေတွေကိုကျွန်မတွန်နီလေးတင်ပေးတာပါကျွန်မဆရာလာမချင်ပါဘူးဥပမာပေါ့နော်တောက်ကြနေကပြီးခဲ့တဲ့တောက်ကြနေကထွက်သွားတာခွန်နှစ်ရယ်ရှောက်တိရယ်ပေါ့နော်ရှောက်တိရယ်ဆိုရင်ဒီအလဲနှလုံးကိုပေါင်းလိုက် နင်းနေရှောင်းနေပေါ့နော်ဘာလို့လဲရှိရှိရပါဝါ3ရှိရနခခတိပေါ့နော်တိရပါဝါရှောက်ဆိုပြီးဒါအလုပ်ပုံနဲ့ပါပေါ့နော်တကယ်ဒီထိတ်နဲ့အပိတ်နဲ့ထိတ်ကိုလည်းပေါင်းကြည့်လိုက်ထိတ်နဲ့အပိတ်ကိုပေါင်းတော့လည်းရှိရမလားရှိ3တိရှောက်ပဲဒီကလေးဒီလိုအလဲအလဲချင်းပေါင်းထိတ်ပိတ်ပေါင်းအဲ့လိုမျိုးပေါင်းလာပြီးတော့ ့ဒီလိုမျိုးပေါ့နော်ရာလကဒါမျိုးရမယ်ဆိုရင်အဲ့ဒီအပတ်ကဒီလိုဆင်းပြီး2ရက်သုံးမဟုတ်3ရက်ပေါ့နော်3ရက်အတွင်းမှာသူကအပူဆင်းပြီးပါတယ်နော်အပူအပူပေါ့နော်အပူလိုက်ရမယ်ပေါ့နော်ဒီထက်ကကဏ္ဍနေပြန်တွဲရင်လည်းတွဲတယ်အပူဆိုရင်ဒီထက်ကပြန်တွဲရင်လည်းတွဲတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်သူဘယ်လိုပြောမလဲအရင်အရင်ကအပူကိုဘာနဲ့ပိတ်လဲအဲ့ဒီပိတ်သွားတဲ့အပူရဲ့ ဟာဥပမာ6 6ပေါ့6 6 6 6တုံးကပိတ်သွားတဲ့ဟာဆိုရင်6 6နဲ့နောက်ဆုံးဆင်းသွားတဲ့ဟာမလား6 6နဲ့နောက်ဆုံးဆင်းပါရင်ဒီ6ကိုသူကပါဝါပြောင်းကြည့်လိုက်ပါဝါဒီနှစ်ခတ်တိပြောင်းပေါ့နော်သူကသူဘဲလူပေါ့နော်တန်ဖို့ပြောင်းပြောင်းရင်6ရက်ပါပါဒီဒီ6ရက်နောက်ခါကိုကိုပေါ့နော်ထိုင်းဆိုရင်နည်းနည်းပေါ့နော်နောက်ပြီးတကရှုံးပြီးငါငါပေါ့နော်သူကဒါမျိုးကြီးလာတတ်တယ်ပေါ့နော်အဲ့ထဲမှာမှ အဲ့ဒီမှာမှကျွန်မအဲ့လိုမျိုးလေးပေါ့နော် तू အဲ့လိုပုံစံမျိုးလာတယ်အဲ့တော့ဒီတဲမှာ तू ကမပါနေသူတတီပေါ့ဒါပေမဲ့ကျွန်မကကျွန်မရဲ့တခြားဆိုင်မှာကြည့်တာ33ကိုကျွန်မကြိုက်တယ်လေးလေးခွန်ခွန်နေရတော့ဒါဈေးကွက်ကပ်ပြီးတဲ့အပူပေါ့နော်ကျွန်မရဲ့အတွက်ဆိုင်ကအပူကတော့33ဖြစ်ပါတယ်ก็อะไรเหมือนกันเนาะด่าတော့จม่าหัวป่ะเนาะเสยหาตาไม่ฉันเบ้เนี่ยป่ะเนาะด่านี่อ่ะโหอปูซิ้นไม่ซิ้นตัวกูอ่ะจี้ไปอ่ะป่ะเนาะตะคาลีจั่นแล้วด่าอ่ะ ဒီလိုမျိုးလာပြီး၂ရက်အတွင်း၃ရက်တင်ဆိုရင်ကိုကသိရမလားအပူတွေတားဟော်နေပြီးအပူလာမလားအပူလာမလားဆိုပြီးတော့ကိုကအဲ့လိုမျိုးလိုက်နေတယ်ပေါ့နော်အဲ့လိုမျိုးလမ်းတချို့ဆိုရင်အပူလိုက်တာကတစ်ပတ်နှစ်ပတ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေကြာပါတယ်အဲ့လိုမျိုးကြာတယ်ဆိုတော့ကိုတော့အရင်နှစ်နိုင်လीအဲ့တော့ကိုကအပူလိုက်နေတဲ့လူဆိုရင်ဒီတွင်နီးလေးကိုတော့ပါတဏီကုံကြလာတဏီကုံထွက်လာတဲ့ကနန်းပေါ့နော်အဲကနန်းကိုအလဲအလဲရင်းပေါင်းထိတ်ပိတ်ရှင်ပေါင်းဒီလိုကနန်းတူတူလေးလာပြီးဆိုရင်အဲဆိုရင်အပူပေါ့နော်ပူလိုက်ရတော့မယ် ဒါမှမဟုတ်သူကအခုအာလာပြီးသားတွေပေါ့နော်ဖော်မြူလာလာပြီးသားတွေပြန်ကြသွားတာမျိုးလည်းရှိတတ်ပါတယ်ပေါ့နော်ဒါလေးကကျွန်မတင်ပြခြင်းဖြစ်ပါတယ်တကယ်လို့ပေါ့နော်နှလုံးဒီကိုမတွေ့တတ်တဲ့လူတွေပေါ့နော်မတွေ့ဟိုမကြည့်တတ်တဲ့လူတွေဆိုရင်ငယ်စဉ်ကြီးစဉ်အလိုရှာရပြီးရင်ကိုယ်မှရတဲ့ပြိတ်နဲ့ဒီဟာတွေလိုက်တွဲကြည့်ပေါ့နော်အဲ့လိုပုံစံမျိုးအဲ့ဒါဆိုရင်ဒုတိယအရင်အရှင်ဆုံးနဲ့ထိုးရတာအဆင်ပြေတယ်ပေါ့နော် ဒါပေမဲ့အခုပြီးခဲ့တဲ့ဘက်ကတော့လေပြီးခဲ့တဲ့ဘက်ကခဏန်းအသေးလုံးဝတွဲမသွားဘူးပေါ့နော်ခဏန်းသေးမတွဲပါဘူးပေါ့နော်ငယ်စဉ်နဲ့အနေတစ်ခုမှတွဲမသွားဘူးသူကြီးစဉ်ငယ်စဉ်နေကြီးပဲအများဆုံးပေါ့နော်ကြီးစဉ်နေထွက်သွားတယ်နောက်ပြီးရင်ကြီးကြီးကြီးတဲ့ခဏန်းနိုင်ငယ်တဲ့ခဏန်းနေတွဲထွက်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးမလို့ဒီတစ်ဘက်ကငယ်တဲ့ခဏန်းနေခွေထွက်တတ်ပါတယ်ဆော့ဆော့ခွေထွက်ပါလိမ့်မယ်နော်ဒါမျိုးပြောတာပါ ဒါလေးကတော့ကျွန်မစီလာနိုင်ရှင်းပြခြင်းဖြစ်ပါတယ်ဒါကတော့တပတ်စာကတ်ကလေးပေါ့နော်ကျွန်မရဲ့ software ထဲမှာပါတဲ့ကဏ္ဍနေရဲ့ software ထဲမှာပါတဲ့ကဏ္ဍဆိုရတယ်ဒါကျွန်မရဲ့ letter site ကနေပြီးတော့ဒီကတ်ကိုကကျွန်မထုတ်ပေးထားခြင်းဖြစ်ပါတယ်နော်ဒါလေးကဒီကတ်ကလေးကတော့ကျွန်မရဲ့ letter site ကတ်ပေါ့နော် letter site ကတ်မှာဟိုရှာရေးပေးထားဖြစ်ပါတယ်ဒါပေမဲ့အပူးနော်အပူးအပူးကလာမဲ့ချိန်တည်ဒါလေးကတနင်္လာနေ့အတွက်ပေါ့နော်တနင်္လာနေ့က18ရက်17လ nesang kuni tenye la no tenye la ni tai ba no chuma iki ba ke chuma ka ba wo be je le su xin xí quá bạn ha thế nên là đi xí quá cả nên là ni sĩ quá có chúng ta đi tìm mình lấy suy khổng tổ đã tâm mà khổng tiết bỏ nó đã xế đã kỳ bỏ nó đã gặp ဲ့ဒါလေးဖြစ်ပါတယ်ပြီးရင်ကျမကတော့ကျမရဲ့ letter size ကလည်း0.1 inch ပေါ့နော်ပြီးရင်နှစ်တလုံးပေါ့နော်ဒါကြောင့်မို့ကျမရှုပ်မှာသလိုထမယ်ချမယ်ရေးပြီးတော့ပါဘူးအဲ့တော့နှစ်တလုံးပေါ့နော်တနင်္လာနေ့ဦးနှစ်ကြိုက်တဲ့လူလေးနှစ်စော်ပါပြီးရင်ကျမတွေ့တဲ့ကနန်းလေးနှစ်ကွက်ပြီးမယ်အဲ့ဒါက4.38ပေါ့နော်ဒီအလေးရလည်းကျမစော်ဝဲထဲမှာမြင်တဲ့အတိုင်းလေးရေးပြီးရှင်းဖြစ်ပါတယ်ဒီဟာက ဘလို့ပုံစံမျိုးလေးလာတတ်လဲဆိုရင်ဒါကတော့နှစ်ရက်အတွင်းအကျုံးဝင်တာပေါ့နော်နှစ်ရက်အတွင်းအကျုံးဝင်ပါတယ်ဒီကနန်းလေးလုံးကသူကဒီဘက်ဟိုဘက်တွဲထွက်ရင်ထွက်မယ်ဟိုဘက်ဒီဘက်တွဲထွက်တယ်ဆိုတာ၄၃ကို၃ည၈နဲ့ကတ်ထိုးတာပေါ့နော်အဲ့လိုပုံစံမျိုးတွဲထွက်တယ်ဒါမှမဟုတ်ရင်တစ်ခွက်ချင်းတီထွက်တယ်အချင်းလည်းရှိပါတယ်ဒါကြောင့်မလို့30 40 48ပေါ့နော် အာသုံးချစ်ပေါ့နော်အဲ့တော့ကိုငယ်တဲ့ခဏအတွဲလေးတွေကထိုးကျင်နေဆိုရင်၄3 3ပေါ့နော်လေးခွေးထိုးလိုက်အဲ့လိုမျိုးမဟုတ်ရင်ကျွန်မမွေးဖိုင်ထားတဲ့3နဲ့ပတ်သက်ပြီးရော3 3 3စေပေါ့နော်ဒါလေးကကျွန်မမွေးမွေးမွေးစပြီးပြီးထားတဲ့ခဏပေါ့နော်ဒီတစ်ပတ်ထဲဟိုလာဖို့များပါတယ်ပြီးရင်ဒီမှာလည်း30ဒီမှာလည်း3 dis ပေါ့နော်အဲ့လိုပုံစံမျိုးလေးပါအားလုံးပဲကံကောင်းကြပါစီရှင် အားလုံးပဲတက်တာပါတတိယတနင်္လာနေ့တိုက်ပါเนาะအပူကိုမမေ့ပါနဲ့အပူကကျွန်မပြီးတဲ့အပူမှာလေးလေးခွန်ခွန်သုံးသုံးကိုကိုဖြစ်ပါတယ်ကိုကိုရမ်းမှာလေးလေးနဲ့ခွန်ခွန်ရဲ့ပြီးရင်သုံးသုံးကလည်းမေ့ပါเนาะကျွန်မပေးထားလိုက်အားလုံးပဲကံကောင်းကြပါလိမ့်ရှင်ဒါလေးရတပတ်စာဒါလေးရတပတ်စာနော်ဒီမှာ30 30ဟုတ်နော်အားဒီကောင်းပါလေဒါလေးရနေတိုက်ပေါ့နော်တနင်္လာနေ့တိုက်ပါလို့ ကျမတို့ကျမ channel လေးကိုကြိုက်တယ်နဲ့တက်တဲ့ဇာတ်လမ်း subscribe လေးနှိပ်ထားပေးပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျမ channel ကြပါစီ